မှုတန်းဥပဒေခေါ်ပြီး9လအကြာမှာတော့ပေါ်လိုင်းကြီးတတိတော်ဝင်လာတဲ့ငွေတွေကဘယ်လောက်ထိမြတ်ပြနေတယ်ဆိုတာကတော့ဒီလိုလေးမှာနေနေရမှာဖြစ်ပါတယ်။ ဲ့မှာစစ်ကြောင်မူ main main ကလေးတယောက်လာသေးတယ်ဟမ် main ကလေးကြိုက်တာအာစစ်ကြောင်မူ main ကလေးကြိုက်ပြီးတော့တိုးတာတိုးတော့မှာအဲ့တိုးတိုးချင်းတက်စိတ်တက်စိတ်လုံးပြုတ်တာပဲကျွန်တော် main နဲ့တီးတယ်တွေ့တယ်အမတ်300ကျော်ဖြစ်မှာ340 330 320ဖြစ်မှာအဲ့လိုမှာ10တန်းမှာအမတ်ကောင်းကောင်းရောက်မှာစစ်ဖို့တယောက်ဆိုတာဖြစ်တာအဲ့လိုအမတ်ကောင်းကောင်းရောက်မှာကျောင်းဆိုတာဒီတဲစီကျောင်းကြီးတို့တက်လို့ရတာအဲ့လိုအရေးချင်းစာတတ်ပညာတတ်တွေဘွားကနေမှာဗိုလ်ချုပ်တွေဆိုတာဖြစ်လာတာဘာပညာမှမရှိဘာအရေးချင်းမှမရှိရင်ဗိုလ်ချုပ်ဖြစ်မလာဘူးမင်းကလေးဖြစ်ပြီးတော့

ော်လန်မျိုးတွေရဲ့အားလုံးပဲငလင်မေးနဲ့မေးပေးတာမှာမြန်ဆုံးဂိမ်းဝေးကြပါစေဆုတောင်းပေးနေမယ်ကျွန်တော်ရဲ့ကိုဂျစ် reproduction channel လေးကပြန်လည်ကြိုဆိုလိုက်ပါတယ်ဗီဒီယိုလေး reaction မလုပ်သွားပေးခင်ပါတော့ယနေ့မေလ17ရက်နေ့တနင်္လာနေ့ရဲ့ညပိုင်းတင်နောက်ဆုံးရရှိသတင်းချို့ကိုကျင်းကျုပ်ဖော်ပြပေးဆောင်ဖြစ်တဲ့တော်လန်မျိုးတွေအားလုံးပဲစုံနေကြည့်ရှိပေးဖို့ဒီနေရာလေးကထပ်မံတောင်းဆိုလိုက်ပါတယ်ပထမဆုံးသတင်းတစ်ပုဒ်အနေနဲ့ကတော့စစ်တပ်ဥဆောင်တဲ့ရွေးကောက်ပွဲတည်တာတမာတမတ်ပူကြနိုင်တယ်လို့တသက်ခိုင်ကတော့ပြောလိုက်တာဖြစ်ပါတယ် နိုင်ငံရေးပါတီဟာအစိုးရဖြစ်လာပြီးတော့မှရွေးကောက်ပွဲလုပ်တယ်ဆိုတာပထမမှုဖြစ်ဖို့ပိုပြီးလာလာရှိတယ်။တမတော်ကဥစည်းလုပ်ပေးတဲ့ရွေးကောက်ပွဲတည်တာတမတ်မတ်ဖြစ်ပြီးဘိုးချုပ်မှုကြီးမင်းအောင်နိုင်ကသာယုံကြည်သင့်ပါတယ်ဆိုပြီးတော့ထုတ်ဖော်ပြောကြားလိုက်ပါတယ်။မင်းအောင်နိုင်ရဲ့မရင်ငယ်သက်သက်ခိုင်ကတော့အပြည့်အဝကိုထောက်ခံပြီးပြောချလိုက်ပြီးတော့ PPP ပါတီဟာ2025နှစ်ကုန်ပိုင်းမှာကျင်းပမယ့်ရွေးကောက်ပွဲမှာဝင်ရောက်ရှင်းပြိုင်မယ်။ပါတီကိုယ်စားလှယ်တွေကိုရွေးချယ်ရေးအတွက်ကိုယ်စားလှယ်လောင်းစည်းစစ်လျှာထားရေးကော်မတီဖွဲ့စည်းဆောင်ရွက်နေပြီလို့လည်း က်ပြီးတော့ပြောထားပါဗျ။နှံ့ပြန်ခဲ့တဲ့ရွေးကောက်ပွဲမှာကတော့ကျမတို့ကိုပြည်သူအချစ်တွေအများကြီးရှိကြပါမယ်လဲ။ NLD ရဲ့မဲမတမာမှုတွေလုံမှုကြောင့်ကျမတို့တွေကမဲမရရှိခဲ့တဲ့အနေအထားတစ်ခုရှိခဲ့ပါတယ်။ဒါကြောင့်အခုလိုမျိုးဗိုလ်ချုပ်မှုကြီးမင်းအောင်နိုင်ကြီးမှုကြီးပါပေးတဲ့အခုလိုပွဲမှာကတော့တမာတမတ်ရှိရှိနဲ့ပြည်သူတွေကနေပြီးတော့မဲတွေထဲမှာဖြစ်တဲ့အတွက်ကျမတို့တွေလည်းနေရာတစ်ခုမှာပေါဝင်ပြီးတော့ပြည်သူအကျိုးကိုထမ်းဆောင်ဝင်ရမယ်ဆိုတာယုံကြည်ပါတယ်လို့လည်းတတ်တတ်ခိုင်ကနေပြောသွားပါပြီဗျာ။ နောက်ထပ်သတင်းမှာတော့ပြည်ပနဲ့အာရှလမ်းမှာစစ်စင်ရင်းမှာအတင်းဓမ္မစီခိုင်းခံရသောအောင်စီရစီကြောင်းမှာစစ်ကောင်စီတပ်သားများနေဖြင့်တရတဆုတ်စာဘူဂျူမြရဲ့အကျိုးစီးပွားကိုမကာကောပဲလင်းဝင်ကြရန် KNL ကနေပြီးဖိတ်ခေါ်လိုက်ပါတယ်။အဟာမေလာဆယ်ရက်နေ့အင်းအမျိုးသားလူမျိုးကြီးတမတော် KNL ကအာရှလမ်းမှာစစ်စင်ရင်းမှာအတင်းဓမ္မစီခိုင်းခံတဲ့စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကိုတရတဆုတ်စာဘူဂျူမြရဲ့အကျိုးစီးပွားကိုဆက်လက်ကာကွယ်ရန်ပြုရန်လင်းဝင်ကြဖို့ဖိတ်ခေါ်တဲ့အနေအထားပြုဖြစ်ပါတယ်။ဤဖြုတ်ထားသောတနအားခေါင်းကိုမြေကြီးအောက်ချ၍နောက်ကြောတင်လွဲက လက်ဗလာဖြင့်ရောက်ရှိသည့်နေရာမှနေရက်စွန့်ခွာပြီးရှေ့တန်းရှိတဲ့ KNA တပ်ဖွဲ့ထံသို့တဝူးချင်းသော၎င်းအစုလိုက်ဖွဲ့နေသော၎င်းအရောက်လာကြပိုင်ရန်တိုက်တွန်းအပ်ပါတယ်လို့ KNA ကဖိတ်ခေါ်မှုမှာဖော်ပြထားပါတယ်။နောက်ထပ်သတင်းတို့မှာတော့ရုရှားနိုင်ငံကိုကျူကျူခေါ်ဟာတွားရောက်ခဲ့ပြီးတော့ကျူကျူခေါ်ဟာမြန်မာနိုင်ငံကယူပထမအဦးဆုံးရုရှားနိုင်ငံကိုတွားရောက်ခင်ရတဲ့မျိုးသမီးတစ်ခုဖြစ်ပြီးတော့မြန်မာမျိုးသမီးများကိုစားနျူကလ িয়ার ထုတ်လွှတ်မှုများကိုပါဝင်ရောက်လေလာခွင့်ရခဲ့သောမြန်မာနိုင်ငံရဲ့ပထမဦးဆုံးအာဂအမျိုးသမီးတစ်ယောက်ဖြစ်တယ်ဆိုပြီးတော့လည်း ဝင်ကြွားစွာနဲ့သူတို့ရဲ့ lobby စစ် lobby channel တွေမှာပေါ်ပြထားတာလည်းတကယ်ကိုကြီးစရာကောင်းပါလေ။ကဲဒီကောတယောက်ကတော့ရုရှားသွားပြီးတော့နျူကလ িয়ার စက်ရုံကိုလက်ပတ်ကြည့်ပြီးတော့သူဟာမြန်မာနိုင်ငံကနေပြီးတော့အမျိုးသမီးများကိုစားပထမဦးဆုံးကဘာပေါ်မှာမြန်မာဆိုပြီးတော့တွားရောက်ခဲ့တာပါဆိုပြီးတော့သူ့ကိုယ်သူဂုံယူနေတာကတော့ကဲတကယ်ဆိုရင်အာနာသိမ့်ခဲ့တာဟာမင်းအောင်နိုင်ငံလားသိမ့်ခဲ့တာလားဒါမှမဟုတ်ကျူကျူခေါ်ကသိမ့်ခဲ့တာလားဆိုတော့မသေးခွဲတဲ့အနေအထားတစ်ခုပါပဲမင်းအောင်နိုင်ငံကိုကျူကျူခေါ်ဘလောက်ထိတော့မြောက်ပေးနေရမလဲဆိုတာကတော့ နောက်ထပ်သတင်းမှာတော့ဝက်လက်မြို့နယ်တဝိုက်မှာပြည်သူ့ကာကွယ်ရေးတပ်တွေကပို့ပြီးတော့အားကောင်းလာတာဖြစ်တဲ့အတွက်ကုမှုထိန်းချုပ်ထားနိုင်တဲ့နေမြေတွေလည်းတော်တော်ကျေပြန့်လာပြီးတော့ကျမ်းပါစစ်ကောင်စီတပ်တွေစစ်ကြောင်းတွေကလည်းစစ်ကြောင်းလာထုတ်နိုင်တာမလာနိုင်တာလည်းတော်တော်ကြာပြီဆိုတော့သိရပါတယ်။အဲ့တော့ဝက်လက်ဒေသပေါင်းဝင်အညာဒေသက PDF တွေကတိုင်းရင်းသားဒေသတွေမှာပေါဝင်ကူညီတိုက်ပွဲဝင်နေပြီလို့သိရပါတယ်။ပြင်ပြီးဖလန်မြို့တိုက်ပွဲမှာပေါဝင်ကူညီတိုက်ခိုက်တာတွေကိုလည်းတွေ့ရှိခဲ့ရပါတယ်။လက်ရှိဝက်လက်ဒေသအခြေအနေနဲ့စစ်ရေးတွေ့ကြုံတွေကိုပြောထားတာလေးကိုပြန်လည်ပြပေးတတ်ခြင်းဖြစ်ပါတယ်။ ရရှိုးနဲ့ဝက်ဆက်မှာစီရေးလှူရှာနေရဗန်ဖိုနာဖိုပြီးရန်ဖို့ရဲ့ကျွန်တော်တို့ဒီနေ့နေ့ပြန်ကြားရေးတောင်းဝင်ရခပါဗျ။စီရေးလှူရှာမှုကတော့ဒီရှိုးနဲ့ဝက်ဆက်မှာစီရေးလှူရှာတယ်ဗျ။ဒါပေမဲ့ဒီဦးရဲမဟာမိတ်အနေနဲ့ခေါ်ပြောတော့ကျွန်တော်ကတော့နေရမွေဒေတာမျိုးရတော့စီရေးလှူရှာတယ်ဗျ။မဟာမိတ်တွေနဲ့ခေါ်ရင်တော့အိုးနဲ့စစ်ကောင်စီနေထားတော့နေမြေစိုးမှုမှုစိုးမှုမှုအခြေအနေကတော့ကျွန်တော်ကတော့ဒီ ကျွန်တော်ပြီးခဲ့တစ်ခေါက်တော့ကျွန်တော်ချင်းပြည်နယ်မှာတော့ဒီဒီကောင်တွေဝဲဆက်နယ်မှာစစ်ကြောင်းထိုးရပြအဲစစ်ကြောင်းထိုးပြီးရနောက်ပိုင်းအဲ့ဒါနောက်ဆုံးတော့အဲ့ကောင်တွေကြောင်းလုံးပြုတ်သွားတယ်ဗျကြောင်းလုံးပြုတ်ပြီးရပြင်ဒီအဲ့နောက်ပိုင်းဒီစစ်ကြောင်းမထိုးတာတော်တော်ကြာပြီဒီဘက်နေပြီမှာစစ်ကြောင်းထိုးရှိအောင်ဗျစစ်ကြောင်းထိုးတာဘာကြောင့်ဝင်လာလဲဆိုတော့ဒီကောင်တွေကဒီဘက်ကိုသာမအောင်ဒီအကြောက်လန့်နေပေါ့ဒီကောင်တွေမှာကောင်တွေမှာအကြောက်တရားရှိနေပြီ ကောင်းနေမှာဘယ်လိုဖေခေါ်တောင်းသိဘူးဖြစ်နေပြီဘယ်လိုကြောက်မလဲဒီကျွန်တော်အညာမှာဆိုရင်အညာမှာဆိုရင်ကျွန်တော်အခုညာသားရပေါ့ကွာဒီကျွန်တော်အကုန်လုံးစုစုပေါင်းပြီးတော့ဒီကောင်းတွေကိုဒီကောင်းတွေဒီနေရာလာရင်ကျွန်တော်ကဒီနေရာအကျုံဆောင်တယ်ကောင်းတွေကိုအဝင်မခံဘူးကောင်းတွေကိုရှေ့တော့မခံဘူးကျွန်တော်တို့ဒီဘက်မှာတက်ရင်တက်ခွဲတွေကျွန်တော်ရုပ်ကဲတွေအကုန်လုံးစုပေါင်းပြီးတော့ဒီကောင်းတွေကိုလမ်းမှာဖြတ်တော့ရေးပါရစပြီးတော့လုံးကြပေါ့ကွာ ီကောင်းတွေကဟိုပါဘောဟိုပြင်းနေပြီကိုကြီးဘယ်ဘယ်သူ့ကိုအဖေခေါ်မှမသိဘူးဖြစ်နေဒီကောင်းတွေမှာအခုဒီကောင်းတွေကိုဒီကောင်းတွေအခုသိသွားတယ်ဒီတရားနာဖို့တော့ဘယ်ဖုန်းကြီးရမှစပြီးတော့မလိုက်တော့ဘူးဒီကောင်းတွေစီမှာအခုဆိုရင်ကျွန်တော်တို့ဒါ EAO နဲ့ချိန်ပြီးတော့ဒီချင်းပြည်နယ်ချင်းပြည်နယ်ဖလန်းမြို့မှာပေါ့သွားပြီးတော့ဒါပူရဲစနစ်ရေလောက်ကြပါပေါ့ ဒါအဲ့ဒီမှာဆိုရင်ဒီကျွန်တော်အညာသားရေများတယ်အညာသားရေပါတယ်အညာသားတွေအညာသားရေပါတယ်အဲ့ဒီမှာဆိုရင်အညာသားတွေနော်အီယာဝန်နဲ့ချိတ်ဆက်ပြီးရောဟွာလောက်တာလေတနေ့တော့ကောက်ရှိပြမျိုးသိမ့်တိုက်ပွဲပေါ်ဆောင်တော့ဒီဟွာအော်တိုဘာသာမှာတိုက်ပွဲပေါ်ဆောင်တော့ဒါမဲ့ချိတ်ဆက်တာတော့တနေ့တော့တော့ရှိအဲ့ဒါကျွန်တော်အီယာဝန်နဲ့ဒါပထမဆုံးဒါကျွန်တော်ရဲ့မျိုးသိမ့်တိုက်ပွဲမျိုးသိမ့်တိုက်ပွဲပြအဲ့ဒီမတိုင်မှာကျွန်တော်ဒီရွှေဝန်နဲ့ရွှေဝန်နဲ့ဒီမှာဆိုကျွန်တော်စကန်းနေပါရောရှိရဲ့ဗျ ယူကြီးမြို့ပေါ်ယူကြီးတွေမှာစပြီးရရှိကြတယ်။ရေဘဲမှာတိုက်တာနဲ့အဲ့ဒီတောင်ပေါ်မှာတိုက်တာရောမတူပြ။အခုအဲ့ဒီအခုခါသာရအဲ့နောက်ဆုံးကောင်းပေါ့ကွာခါသာရ268အဲ့ဒီကောင်းပါဆိုရင်ကျွန်တော်တို့ဒါ260လောက်ရှိ260လောက်ရှိပြ။260လောက်ရှိဒါကျွန်တော်အညာသားတွေဟိုစုစုဒီညာသားတွေစုပြီးတော့ပေါ့ကွာဒီချင်းရ CNDL တို့ဒီချင်းညီနောင်တို့ရောပါတယ်ပေါ့ကွာစုပြီးတော့မှဒါကြာသွားပေါ့ မြို့လေကြီးမှာတော့ကိတ်ကြီးတော့မင်းတို့စော်လို့ရမလားဆိုတာရတယ်ကျွန်တော်ရအောင်လုပ်ပါလေဘယ်လိုတယ်မဲ့လဲအဲ့ဒါကိုကျွန်တော်လည်းအဲ့အဲ့ဒီဟိုလောက်15ရက်လောက်ကျွန်တော်တို့အချိန်ယူရတယ်အဲ့တော့မှရှိတဲ့ကုန်းအဲ့ဒီရဗျူဟာကုန်းအောက်တက်တက်မှာဗျာညာနုကင်းရအောက်တက်တက်မှာကုန်းတက်အောက်တက်တက်မှာဂိတ်ရှိတာဟိုအဲ့ဒီမှာမိုင်းအဲ့ဒီဂိတ်အောက်တက်တက်သူတို့ကားရနေကြနေရမနေ့မနေ့ဂိတ်လာထိုးတော့ဟိုကားရနေကြနေရမှာအဲ့မှာကျွန်တော်မိုင်းအဲ့မှာထောင်ထားခဲ့တာ ကိုရဟောင်လို့အပေါ်ကနေကင်းကနေပြီးမင်းနဲ့ဆိုထိုးတယ်ကောနေပြားနေအောင်နေဝတ်ခဲ့ရသေးတယ်။အော်အဲ့တော်တော်ရဲတယ်ကျွန်တော်ရဲဖို့တော်တော်ရဲတယ်။တို့ရှင်ကန်ရင်တော်တော်ရှိတယ်။ကျွန်တော်ရဲဖို့တွေတော်တော်လေးလဲဟိုပါဖြစ်တယ်တတိရှိကြတယ်။ဟွန်း။အဲ့မှာရအောင်ထောင်းခဲ့ပြီးတော့နောက်နေဆွဲတဲ့ခါမှာတို့ဘိုးလေးတယောက်ရဲ9ယောက်ပါလာတာကားပေါ်မှာ3ယောက်ကတော့အသေးပေါ့။3ယောက်အသေးနဲ့ဒီဟိုက4ယောက်ကတည်းကရတယ်။အဲ့အဲ့လိုအဲ့လိုဟိုအထူးကရှိရပေါ့အောင်မြင်မှုရခဲ့တယ်မြို့ရင်းမှာလည်းကျွန်တော်တို့ဒီအဲ့မှာ ဂိမ်းမှာပေါင်းစားနေတဲ့ဟိုဘယ်လိုပြောမလဲပြီးစောရီခေါ်မလားရဲမူးနဲ့ကတ်ပြီးတော့မှနေတယ်ရဲရဲမူးရဲ့လက်ထောက်ပေါ့အဲကောင်လည်းကျွန်တော်မျိုးတွေမှာဝင်ပြီးတော့မှအဲလိုဝင်ဆွဲတာမျိုးတွေအဲမျိုးလုပ်ခဲ့ရတယ်ဗျ။အော်ဟုတ်ဒါလုံးဝ viewer ကုန်းအောက်ခြေကအအဓိကစစ်တပ် viewer ကုန်းအောက်ခြေက gate ကြီးကိုဝင်ကျုံးတာဟုတ်တယ်ဟုတ်တယ်ဟုတ်တယ်အဲ gate အောက်တဲမှာမိုင်းတက်ထောင်ပြီးတော့တောင်းတော့လူမလို့ရဲဘူးကျွန်တော်လည်းမလို့ရဲဘူးမှဆိုကျွန်တော်ရဲဘော်ကြီးလို့ရဲတာအာတကယ်တော့အဖွဲ့တွေကမလွယ်ဘူးအဲ gate တဲမှာ ကိတ်တယ်ပါတူတူမြုပ်ပြီးတော့မှကွက်တိပဲအကားထားနေတာသူတို့က၄ရက်လောက်ချိန်ယူပြီးကြည်တာအဲကားကဘယ်နေရာမှာရလဲဆိုပုံမှန်ရတာအဲကားအော်အဲ့တော့အဲ့နာမှာကွက်တိအဲ60သလုံးနဲ့60 60မကွဲ60သလုံးကျော်ရထားတာဟုတ်အဲ့သလုံးနဲ့ဒီမိုင်းကြီးသလုံးနဲ့ကတ်ထောင်ရကားလည်းစုပ်လူလည်းကန့်ပဲဟိုလေးတယောက်ကြာအော်တကယ်နော်အဲ့တော့အဲ့တော့ဆိုရင်ဒီဟိုပါဗောမော်ဒိတ်တိုက်မော်ဒိတ်မော်ဒိတ်နေဘက်မှာတိုက်ပွဲတော်များတာဟုတ်မော်ဒိတ်ဂျောမှာမော်ဒိတ်ဒေတာမှာ အဲ့ဒီကနေတိုက်ရိုးဒီကောင်တွေစုတ်သွားပြီဆိုရင်ကျွန်တော်တို့နောက်ကနေလိုက်ပြီးတော့ကျွန်တော်တို့မိုင်းကွင်းတွေပြန်ခင်းထားတာဒီကောင်တွေစုတ်မှလောက်မိုင်းကွင်းတွေခင်းတယ်တော့ထဲမှာနေမိုင်းကွင်းတွေခင်းလိုက်ပြီဒီကောင်စုတ်ရင်လည်းတန်ရရပြီးစုတ်သွားတယ်ပြီးရင်စေးရုံဝင်တယ်ဝင်သွားတယ်ဝင်ကန်ဒီမှာကျွန်တော်တို့မိုင်းတွေပြန်စောင့်ဆွဲတယ်အဲ့လိုပေါ့စေးရုံထဲမှာမရောက်ဥပမာတရားနေတွားရတယ်လူလူက10ယောက်ကျော်လောက်တန်ရရပြန်ဝင်သွားတယ်ဆိုရင်အဲ့ဒီစေးရုံဝါမှာနောက်ထပ်9ယောက်လောက်ကထပ်ပြီးထိရောဟုတ်အဲ့လိုအဆင့်နဲ့အဆင့်နဲ့နေချတာပေါ့ အစင်းစင်းချရတာထွေးဟိုယုံတို့ဒီရဲစခန်းတို့လက်ပြည့်နဲ့တော့ပြစ်တာတို့ပေါ့နော်လက်ပြည့်တွေနဲ့ပြစ်တယ်ပြီးတော့အမှငင်းလို့ပေါ့ဗျာငန်ညံနဲ့ထုတ်ရတာပေါ့အင်းအဲ့မှာပဲကျွန်တော်စိတ်မကောင်းစရာတစ်ခုကဘာလဲဆိုတော့ဒီမှာကျွန်တော်ရဲပေါ်နေရောက်အဲ့ဒီကောင်းဆောင်နေရောက်ပေါ့မြို့ရင်းကိုသူတို့တောင်းပေးထားတာကိုကောင်းဆောင်နေရောက်ပဲအမျိုးရင်းဒီဟိုအဝိုင်းပန်းနားမှာဒီလမ်းဆောင်နားမှာပေါ့ဒီမော်တော်ဘီကိတ်ရှိတယ်ဗျာမော်တော်ဘီကိတ်တဲလေးရှိတယ်ဗျာဒီအောင်မလားအဲအဲ့နေရာကိုသူတို့ကသွားထောင်တာထောင်တော့ထောင်ရင်းထဲမှာဟိုဘာဖြစ်သွားတယ် အာအဲ့ဒါဖြစ်ပြီးတော့မှ နေအောင်လုံးတယောက်ကတော့တသတိဖြစ်သွားတာတယောက်ကတော့ဒီနေ့က17ရက်9လပိုင်း2000နဲ့မှ25ဖြစ်ပါတယ်ဗျာအနေကရွှေရှိစိနဲ့ကျွန်စိလို့ပြောတဲ့အကောင်းစီလေးနဲ့ဟိုဘက်ရက်ကွက်မှာတော်ကြီးပူလောင်နေတယ်ဗျအော်ဗမာသာတောင်ပြန်တရားမယ်ခဲ့ဗမာသာတောင်ပြန်တရားမယ်ခင်ဆိုင်နေပြီတဲ့ အာမတက်ရင်မတက်ဘူးမပြောဘူးပေါ့နော်စစ်ဘိုးတွေဘိုးချိုးတွေအင်္ဂလိပ်စာမတက်မတက်ဘူးအဲ့တော့ဒီပိတ်မတက်အင်္ဂလိပ်စာမတက်မတက်ဘူးပြောပေါ့စစ်ဘိုးတွေဘာကြီးပေါ့ဟိုလိုတို့ကတော့ဒီပိတ်နေရသူတို့ဒီ NLD လက်ထက်ကသူတို့ရဲ့လွတ်တော်အမတ်တွေလို့သာမတက်ပြင်မတက်လွတ်တော်တွေရောက်လာလဲထင်းနေကြပြန်နော်အချို့လေးတန်းနှစ်တန်းထိကြရင်အမတ်ဆိုလို့ရှင်ဟိုပါပေါ့နော်ထိကြရင်အမတ်ဆိုလို့ရှင်နှစ်တန်းမဲအောင်နေပြန်နော်အချို့အမတ်တွေဆိုမြင်းမှုဘက်ကအမတ်ဆိုလို့ရှင်လေးမင်းကမင်းတို့ပဲနှစ်တန်းအောင်တဲ့ကောင်တွေပဲလိုက်ထင်းနေတာဟုတ်အမျိုးတွေပေါ့ဗျာအမတ်တွေတော်တော်များများဒီ ့ရေးချဲသွားတာပေါ့ဗျာဘွားတော်နဲ့အဆင်ပြေတဲ့တူတူရေးချဲသွားတာအဲ့တော့ထားပါဒါတွေကထားပါနော်ပြီအတိတ်ကဟာတွေပြန်မပြောချင်တော့ပါဘူးကနော်အဲ့တော့လွင်နေတိတ်နေလို့လွင်ခဲ့ပါပြီပေါ့ဒါမျိုးပြောတော့ဘူးအဲ့တော့ဦးသိန်းပြောချင်တာကဒီရက်စီအကြောင်းသာစစ်ဖို့ကျုပ်တယောက်ဖြစ်ဖို့ပါအတွက်ဘူကြီးတယောက်ဖြစ်ဖို့ပါအတွက်ဒီရက်စီအကြောင်းကိုတက်ဖို့ပါအတွက်ကိုခင်ဗျားတို့ကလွယ်လွယ်နဲ့တက်လို့ခင်ဗျားတို့အနီဘိတ်တွေလို့ပေါက်လို့ပဲသားလို့ဟိုဟာလို့ကလေးကချေတွေလို့လုံးလို့တက်လို့မရဘူးနော်ခင်ဗျားတို့ပီဒီအက်ထဲမှာဘာမှမဟုတ်တဲ့ကောင်လည်းဘူကြီးဖြစ်လို့ဖြစ်ဘူကျုပ်ဖြစ်လို့ဖြစ် အာလူတော်မထဲမှာဘာတမ်းပြညာမှမရှိတဲ့ကိုရောက်လို့ရောက်လို့လုံးလို့မရဘူးဗျနော်2009 2010ကတောင်မှစစ်ဘူကြီးတယောက်လှုပ်ချင်တဲ့ဆိုရင်တောင်မှဒီရက်စီအကြောင်းနေတက်ချင်တဲ့ဆိုရင်တောင်မှအမှတ်300ကျော်ဖြစ်မှ340 330 320ဖြစ်မှအဲ့လိုမှ10တန်းမှအမှတ်ကောင်းကောင်းရောက်မှစစ်ဘူတယောက်ဆိုတာဖြစ်တာအဲ့လိုအမှတ်ကောင်းကောင်းရောက်မှအကြောင်းဆိုတာဒီဒီရက်စီအကြောင်းကြီးကိုတက်လို့ရတာအဲ့လိုအရေးချင်းစာတက်ပညာတက်ဒီဘဝကနေမှဗိုလ်ချုပ်တွေဆိုတာဖြစ်လာတာဘာပညာမှမရှိဘာရည်ချင်းမှမရှိရင်ဗိုလ်ချုပ်ဖြစ်မလာဘူး ိုင်းမှုဖြစ်မလာဘူးဘိုလ်ကြီးတွေဖြစ်မလာဘူးဘီဝမှုတွေဖြစ်မလာဘူးကာနယ်တွေဖြစ်မလာဘူးဂျီဝိုင်းတွေဖြစ်မလာဘူးဂျီတူးတွေဖြစ်မလာဘူးဂျီတရီးတွေဖြစ်မလာဘူးเนาะအဲ့ဒါကိုကိုကိုစဉ်းစားကြနီပိန်းနေရဲ့နီပိန်းနေရဲ့ပိန်းရင်လည်းပိန်းတယ်လို့ပြောတာခင်ဗျားတို့ကလုံးဝလုံးဝလက်မခံဘူးเนาะအမှန်တရားချပြရင်လည်းခင်ဗျားတို့ကလုံးဝလုံးဝလုံးဝမကြိုက်ဘူးဟုတ်လားလေလာပါလေလာပါဆိုတော့အဖေပဲကပြန်လာတာလေပေါ့ဟုတ်လားစာကြည့်ပါစာကြည့်ပါဆိုတော့အိမ်ခေါင်မိုးတော့တဲ့ကြည့်တယ်လို့ဖြစ်နေပြီเนาะ အဲ့လိုဖြစ်နေခင်ဗျားတို့ညီပိနေရဟုတ်လားအဲ့တော့ကောင်းကောင်းလေ့လာပါလေ့လာပါဆိုတော့ဗဟုလူတပညာကိုလုံးနိုင်ငံတကာလေးလေ့လာခိုင်းတာဒီလိုမှရှိတဲ့ပြူစောထီးတွေနဲ့တစ်ခွေးတွေကလည်းတဲ့တယ်လို့မထင်ပါနဲ့ဒီကောင်တွေကလည်းတစ်ဖက်တစ်ဖက်ရန်ဆောင်ပြီးတော့ကြိုက်ဖို့ချောင်းနေတာဘာလို့လဲဆိုတော့ပြူစောထီးတွေကလည်းအောင်ကြွားဆောင်ကြွားလုံနေတာဖြစ်တဲ့အတွက်စစ်ခွေးတွေကလည်းတိတ်ကြည့်ရလို့ရဖို့ပေါ်ပါဘူးပြောမယ်အဲ့ပေါ်တန်းလိုက်အောင်တော့ရောရကြည့်အောင်ပြောပါကျွန်တော်တို့ကနင်းများဘုရားပါလားဒီပါနိုင်ငံဝက်ထားရတယ်ကျွန်တော်တို့ကဗုဒ္ဓဘာသာတက်ဦးလေးအစီအစဉ်ဆက်ရအောင် ဆင်းရဲပါဘူး။အားလည်းဘူးမှာမဆိုဘူး။ဒါလို့တော့သင်္ကန်းချုပ်။ဒါမဲ့အခုပြက်နေတာဗာပြက်နေတာ။အဲ့တော့သင်္ကန်းချုပ်။သင်္ကန်းချုပ်နေပုတ်ခတ်တယ်။အဲ့ဒီလိုမင်းများအတိုင်းကြီး။ဟုတ်လို့။သဒ္ဒါသဒ္ဒါလို့သဒ္ဒါလို့နိုင်ငံ့မနိုင်ငံ့လို့နိုင်ငံ့တူ။ဒီပြကပီပြလို့ပီပြလို့။သုံးကြတဲ့ဒီတိုင်းသင်္ကန်းချုပ်လိုက်သင်္ကန်းချုပ်လိုက်။ဒီကြီးရဲ့သိက္ခာမဟုတ်ဘူး။ပြင့်ကြအားတယ်။ ်ရင်းလို့မင်းကတိုက်ဆိုင်ပြီးပုံစံဒါကသိတယ်သိတယ်သိကြီးတော့တက်တယ်နိုင်ငံရေးတော့ကတော့အောင်းလားတယ်သင်္ကန်းချုပ်တော့တယ်အားမိုင်းကိုစတော်နေဦးဘောင်းရမ်းမှာတက်ပြီးတော့ဖန်သားစားပြီးတော့ဝင်းနည်းနဲ့ပဲတိတ်ခါဘုံနဲ့လည်းမကြည့်ဘူးဘိုးကိုပုတ်ခတ်ဒီလိုပုတ်ခတ်ခင်ဗျားတို့ကြည့်ရတိတ်ကိုအားပြုနေတာပူလောင်ရတယ်ဘောင်းကစပါကိုဒီခွာကိုတက်တယ်ချင်းသင်္ကန်းချုံတော့တယ်ဦးအာယုံနေရမနာဦး ဒေါ်လာမျိုးတွေအားလုံးပဲကနေဒါစိတ်ပန်းပြေတဲ့ဘူးကျွန်တော်တို့ရဲ့ဒေါ်လာညီကိုတွေကနေပြီးတင်ဆက်ထားတဲ့ဗီဒီယိုလေးတစ်ပုဒ်ကိုပြန်လည်မျှဖို့ပြလိုက်ပါရစေ။အကြီးအသေးဒေါ်လာမျိုးတွေကျွန်တော်တို့တူတူအားပေးတော်ရရပါတယ်။ဒါပဲမလား။ဒီလိုပဲဖြစ်ရမယ်နော်။တောင်တစ်ချိန်မှာတိုင်းပြည်ကိုကာကွယ်မဲ့လူပိုတောင်းကြီးဆိုတာတိုင်းပြည်အတွက်ပဲစိတ်နှစ်တာနော်။အကောင်းဆုံးစူးစမ်းပြီးဖြည့်ထားပြီပဲ။ကောင်းကောင်း။ဘောင်ကဲစိန်ဖြည့်ဆူထားတဲ့ဒီအဖြေတွေကိုပေါ့ဆရာကပြန်မေးပေးမယ်။အဲ့ဒါကို ခုပါတကူပြန်ဖတ်ပြပေးပါတော့မိကမိကုန်းလေးကိုပေးမိမြန်မာဆိုတာနော်မြန်မာဆိုတာသူမိကုန်းထဲမှာမြန်မာဆိုတာဘယ်ရောက်ဆိုလို့လာလဲမလို့အပေနီးပေါ့မြန်မာဆိုတာအတိတ်ပဲသိကြတယ်အမ်အတိတ်ပဲမြန်မာဆိုတာမြန်လဲမြန်တယ်မာလဲမာတော့ကြောင့်အဲကြည်စံဖြစ်ပါဩမြန်မာဆိုမြန်လဲမြန်တယ်သူကမာလဲမာမာလဲမာအဲ့ဒါကြောင့်ကြည်စံတကယ်လို့ဟိုမမာပဲနဲ့ပျော့ဝိုင်းရောကြည်ပျော့ပေါ့အဲ့ကြောင့် နောက်တယ်နောက်တယ်ဆရာရေးတဲ့အတိုင်းမေးခွန်းတဲ့အတိုင်းတော်တယ်မှန်ကဲဆိုင်ဘာလို့ခက်မှာဒီလိုမေးခွန်းမျိုးနည်းနည်းကပုံပုံမျိုးမဖြေနိုင်ဘူးဟဲ့လားနော်ဒါမျိုးပုံပုံမှုလို့နော်ရွှေအုံနောက်နောက်မေးခွန်းတစ်ခုထပ်မေးမယ်ဟုတ်ကဲ့နော်ဒါဘုဒ္ဓအနေနဲ့မေးတာပေါ့နော်ဒီဒီရင်နှွေးတဲ့ကိုထဲ့တောက်တဲ့လက်ဖက်၆ပေါ့သိရမလက်ဖက်၆အေးအဲ့လက်ဖက်၆ရဲ့အဓိပ္ပာယ်ကိုပြောပြလက်ဖက်၆ရဲ့အဓိပ္ပာယ်က तू ကလက်ဖက်နံပါတ်9နဲ့อืม လဖတ်လဖတ်နံပါတ်9နဲ့ဂျားမှာရှိတော့နံပါတ်ကိုသူကလဖတ်6ဟောရွှေညံတော်စူးရှတယ်လဖတ်6ဆိုတာလဖတ်9နဲ့လဖတ်9ရဲ့ဂျား6ကိုလဖတ်6အဲလဖတ်9နဲ့လဖတ်9နဲ့ဂျားဆိုလို့ချင်းလဖတ်10ဖြစ်သွားမှာတော်တယ်ငါတော့မတွေးမိဘယ်လျှက်ရတဲ့မြက်ကိုဖြေပလိုက်တာဟမ်တော်တယ်တော်တယ်ငါနော်ဒါမျိုးလူမျိုးမှာဘိုးချုပ်မဖြစ်ဘယ်လိုလူမျိုးဘိုးချုပ်ဖြစ်မှာဟွန်းမသိဘူးငါက အဘဘိုလ်ချုပ်ကြီးစိုးဝင်းကိုမြန်ဖြေမလားလို့တော်သေးရပေါ့ကလဲ့ထွက်သွားတာမေကွန်းဟဲ့နော်နောက်နောက်တစ်ခုမေးမယ်နောက်မေကွန်းတစ်ခုမေးမယ်အဲဒါကြတော့ရင်ကျိမှုနဲ့ဆိုင်ပါပြီနော်လူလောကလူပေါင်းပါဒီလူလိန်နေရှိရပေါ့နော်အဲအဲလူလိန်ဆိုတာဘယ်လိုလူမျိုးကိုခေါ်တာလဲလူလိန်ဆိုတာအဖယ်နည်းလူဤဘိုက်ကိုလက်နဲ့လိန်ဆွဲသောသူကိုလူလိန်လို့ခေါ်တယ်အော် ပေါက်နေပါလိလဲလိန်လို့ရတယ်လူပေါင်တော်ဖြစ်သွားတယ်နော်ဘိုက်ကိုလိန်တယ်လူလိန်ကလူရဲ့ဘိုက်ကိုလိန်လို့လူရဲ့ဘိုက်ကိုလိန်တော့လူလိန်တော့ဘူးရဘူးကြစုံစုံမဲလုံးမြန်ပြောမလားလက်ထွက်တော့တာဒါလည်းမေးကွန်းလက်ထွက်သွားတော့လဲနော်တော်တယ်တော်တယ်နော်စိုးရိမ်နေတာဟုတ်လားတက်တက်ဆက်တစ်ဖက်မေးလိုက်တော့မယ်ဒါဒါကြတော့နဲ့ជីဝိုင်ဟုတ်အဲဒါအကောင်အကောင်ជីဝိုင်နေတယ်ဒီမေးကွန်းကနော်ဒီငကားဆိုတာဒီငကားငကားဆိုတာဘာကိုခေါ်တာအပယ်နီးဩငကားဆိုတာ तू က နေရွက်ကိုကားနေလို့သူကငကားလို့ခေါ်တာ။အော်။နေရွက်ကားတဲ့လူတွေပါလေဆိုငကား။ငကား။အင်းနေဝင်တော့ပါလို့ဆိုနပိတ်ဆိုပြော။တော်နပြက်။လက်လက်ထောက်ရတာဒါလေ။နော်။တော်သေးတာပေါ့မောင်ကဲရ။နော်။ဘာလို့ကဒီလိုတော်တဲ့လူမျိုးကဘိုလ်ချုပ်ရလူ။နော်။နောက်တစ်ချိန်မှာဘိုလ်ချုပ်ရလူမပေးဘယ်လိုလူမျိုးသပေးမလဲ။ဟုတ်တယ်မလား။ဆရာတို့ကအမြင်မှန်ရှိတယ်။နီးစပ်နေပြီဘိုလ်ချုပ်ဖြစ်ဖို့။အဲ့တော့အဲနောက်မေးခွန်းကနောက်မေးခွန်းကအဲဒါကြတော့စစ်ရေးနဲ့ဆိုင်ပါ။ နော်ဒါစီတစ်ချိန်အဲမောင်ကဲစိန်တို့ပေါ့နော်မောင်ကဲကဲစိန်တို့ဒီတက်မတော့အဆင့်နေဟိုဘူအဆင့်ဘူအဆင့်ကနေပြီးတော့ဟိုဘူမှုဘူမှုကနေဘူကြောက်ဆိုတော့တစ်စိန်ညင်းမှာတိုက်ပွဲကြီးတိုက်ရနော်တိုက်ပွဲကြီးတိုက်ရတဲ့အခါမှာဒီဟာကိုတိထားဖို့ကတော်တော်လေးကိုရေးကြည့်သူမေးထားတဲ့မေးခွန်းကိုတေချာလေးကိုအာယုံစိုက်ပြီးတော့ဖြေရနော်ဒီကောင်ကနတ်နေတည်ရမလားဒါဘူဟာဆိုတာအပယ်နီးတဲ့နော်ဒါကတော့သူစစ်သားနေဆိုင်သွားပြီ ဗျူဟာဆိုဒီမှာအဲတေးဆရာနိုင်မြန်မာဤသားอืมအဆိုတော်ဗျူဟာဖြစ်ပါတယ်အာတိုက်လိုက်ပါသမီးရဲ့ဟေးတိုက်လိုက်ပါသမီးရဲ့ပြာကိုပိုင်နဲ့ဦးတို့ကြည့်ရဲ့ဟေးရေရေဟေးဟုတ်တယ်အဲ့ကောင်အဲ့ကောင်ဗျူဟာဗျူဟာတခါဖန်းခံဦးလေနော်ဗျူဟာဗျူဟာနော် Oh my god ဒီလိုခဲရခဲစမေကုန်မျိုးချက်ခနဲ့လေးရက်ပြစင်းအောင်မစင်းသားပဲဖြစ်ရွာတာညာသွားကောင်းတယ်ပညာရှိတယ်နော်ပညာရှိတယ်ဟုတ်ပြီနော်ဒီလိုပညာရှိမျိုးကနောက်ထပ်မပေါ်တော့ဘူးဟုတ်လား နော်တော်တယ်တော်တယ်နော် view ဟာဆိုတာဆရာနိုင်မြမာရဲ့တာမိုက်တယ်တချင်းနေဆိုတယ်ဂီတာတီးတယ်နော်မိုက်တယ်အဲ့တော့နောက်မိကုန်းတစ်ခုอ่ะဒါကြတော့ကိုလေးနဲ့တိုက်ရိုက်ပတ်သက်သွားတယ်စစ်သားဆိုတာပဲနီးစစ်သားဒီကိုကိုကိုဒီ uniform ကိုဝတ်ထားလိုက်ဘာဆိုတော့သိလို့သိရတယ်နော်အဲ့တော့အဲ့တော့စစ်သားဆိုတာဘယ်ရောက်ပြောတာစစ်သားဆိုတာအဲမြန်မာကိုကိုပင်နဲ့အဲ စင်တူရှိသောအကရရှိတဲ့တစ်သားများကိုစစ်သားဟုခေါ်ပါတယ်။ဟင်မြန်မာကုတ်ကုတ်ပင်ကုတ်ကုတ်ပင်နဲ့စင်တူသောစင်တူသောတစ်သားကိုအင်းတစ်သားကိုစစ်သားလို့ခေါ်တယ်။ဒါကြတော့နည်းနည်းနဲ့နဲ့ပါနည်းနည်းပါဆရာတော်လိုက်မပြီးတော့စစ်သားနဲ့တစ်သားနဲ့အကရင်သွားကြိုက်အဲဒီလိုညံမှီမလဲဥဆောင်လို့ရမှာအေးပေါ့နောက်တစ်ချိန်မှာထွန်းလင်းလာမယ်အနာကက်လေးနော်ဟုတ်ပြီလက်ဖျားခါတယ်နော် ဘူချုပ်တယောက်တိုးမှသေးကြပြီသေးကြတယ်ဒါမေကွန်းနံပါတ်9ဒီဓမြဆိုတာဘယ်အရာကိုပြောတာဓမြဆိုတာဘယ်လိုပုံကိုလေးလဲဩဓမြဆိုတာလည်းဆရာလည်းညနေအောင်ထက်နေအောင်တွေးထားတဲ့ဓာတ်ကိုဓမြဟုခေါ်သည်အော်ဓမြဆိုတာဟုတ်တယ်ညနေအောင်လို့ထက်နေအောင်လို့တွေးရတဲ့ဟာကိုဓမြလို့ခေါ်ဟာဓမြညနေလို့အင်းတွေးထားတာညညဓမြ ဟာရဲတွေကိုပြောမလားလို့ဆက်ချက်သွားအစုံပဲရဲတွေတော့ပူစောတိဘူးဟာဟာညဆိုတာဒါကညနေအောင်သွေးထားတယ်ပြညအဲတော်တယ်ဗျာတော်တယ်ဟုတ်ပြီမိခွန်းလေးတွေကဆက်ဆက်လာပြီနော်နည်း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 လေးအဲတော်တယ်တော်တယ်ဘူချုပ်ခန့်အဲ့တော့အဲဒါကြတော့တစ်ချိန်ကျရင်မရောက်ဘူးလို့မပြောနိုင်ဘူးဟုတ် စစ်ဆေးရုံဆိုတာဖယ်နီးတယ်ဟမ်ဟုတ်ဘူးလေဒီကျမ်းမာရေးရနော်ကျမ်းမာရေးရခြေတန်းတော့မသွားသေးဘူးဟုတ်ကျမ်းမာရေးရလို့သွားမှာဘာဖြစ်လို့လဲဆိုတော့သူကစစ်စစ်ရမယ်လေတို့ခြေတန်းသွားရင်ကျမ်းမာရေးကောင်းလားမျက်လုံးကောင်းလားခြေလက်အင်္ကာတွေကောင်းလားဆိုတာဒါစစ်စစ်မှုခံယူရမယ်အဲ့တော့စစ်ဆေးရုံကိုသွားတော့နော်အဲ့တော့ကိုသွားမယ်စစ်ဆေးရုံကိုအခုဆရာသွားမယ်မန်းသာမသွားပါဘူးမင်းတို့လက်မှာငါတို့ကအောင်ပါပြီနော် ဒီစစ်ဆေးရုံဆိုတဲ့အဓိပ္ပာယ်ကိုတော့သိထားမှာစစ်ဆေးရုံဆိုတာဘယ်နည်းတဲ့ဩစစ်ဆေးရုံတော့လွယ်လွယ်လေးပါ तू ဆေးကုသမှုမပေးဘဲနဲ့ तू ကယောဂါကိုရှာဖွေစစ်ဆေးပြီးတော့နော်စစ်ဆေးပေးနေုံနဲ့တင်ဒါစစ်ဆေးရုံလို့ခေါ်တာဩစစ်ဆေးရုံဆိုတာဆေးကုသမှုမပေးဘဲနဲ့ तू စစ်ပဲစစ်ဆေးပြန်လွှတ်လိုက်တာဩစစ်ပြီးပြန်လွှတ်လိုက်တာဩအဲ့ဒါကြောင့်ခုနပြောထားပြောသားပဲဆေးတွေစစ်ရမှာလို့တို့တွေနော်မျက်လုံးတွေပါမကောင်းတော့ तू ရှေ့တန်းမပို့ဘူးနော်စစ်ကုပဲလွှတ်တာအဲ့ဒါစစ်ဆေးရုံမို့နော် ကွတ်မော်နီတော်တယ်တွေးရထက်မြက်တယ်နော်ငါပါကောက်တော့တောက်ဖြတ်သွားငါညံမိရလူအားအေးမိတယ်တိတယ်တန်းတိတာငါအဲဒါကြတော့သူစစ်သားတွေနဲ့ဆိုင်သွားပြီတက်မလို့သားတွေနဲ့ဆိုင်တာပေါ့နော်စစ်မျက်နှာကိုထွင်းနေဆိုတာရှိရှိတာဟုတ်နော်တိုက်စစ်ဆင်တာပေါ့ဒါထိုးစစ်ဆင်ပဲနော်အဲ့တော့စစ်မျက်နှာပြင်ဆိုတာဘာကိုပြောတာဩစစ်မျက်နှာပြင်ဆိုတာဇေယျလည်းအဲရှေတန်းပို့လိုက်တော့စစ်သားများတင်းမာနေတော့မျက်နှာနဲ့ နောက်တန်းမှာဘာမှမလုပ်ပဲကြံခဲ့ပြီးပျော်ပျော်ရွှင်ရွှင်နေတဲ့စစ်သားရဲ့မျက်နှာနဲ့ဟွာချားတယ်။ဒါကြောင့်မို့အဲ့ဒါစစ်မျက်နှာဟောစစ်တန်းကတော့ဘူသွားတာဘူသွားပြီးတော့မျက်နှာရောက်တင်းလို့ဖြစ်နေ။အဲ့မှာနောက်တန်းမှာလည်းပျော်နေပြီးတော့ဘဲမှာမသွားပဲဘာတိုက်မှာပဲตายာနေတဲ့လူနဲ့အဲအဲ့အဲ့ဒါကြောင့်ကွာချားချက်ကိုကွာချားချက်စစ်မျက်နှာဆိုတော့အဲ့ဒါအဲ့ဒါစစ်မျက်နှာဖွင့်နေစားဒါကိုပြောတာဟောအေးမိုက်တယ်မိုက်တယ်နော်ရှီတန်းနဲ့သွားတဲ့လူနဲ့နောက်ကလူနဲ့အန်ကောစရာမေးဘူးနော်အန်ကောစရာဖြည့်သွားတာ ဟုတ်ပြီကြည်စမ်းတော်တယ်နော်အဲအွန်လွန်နေဒါနောက်နောက်မေးခွန်းတစ်ခုဆက်သွားမယ်အာနံပါတ်10မေးခွန်းနံပါတ်10ပေါ့နော်ဒါကြတော့တို့သိထားရမယ်လေအားလုံးလည်းသိတဲ့အောင်စရာစစ်စင်ရေးအကြောင်းပေါ့ဟုတ်ဒါအောင်စရာအောင်စရာနဲ့လူတိုင်းအောင်စရာစစ်စင်ရေးအောင်စရာစစ်စင်ရေးနဲ့လူတိုင်းပါဇက်ကပဲပြောနေကြတယ်အောင်စရာစစ်စင်ရေးဆိုတဲ့အတိတ်ပဲဘယ်သူမှမသိဘူးဒါကြောင့်ထည့်မေးထားတာမေးခွန်းထဲမှာအောင်စရာစစ်စင်ရေးဆိုတာဘယ်နည်းတဲ့ဦးအောင်စရာစစ်တိုက်ရတွေ့ အဲစီးလာတော့ပုံတရံတူဟိုပကြီရေးချင်းကိုအောင်စရာစစ်စင်ရေးလို့ခေါ်တယ်။အယောဒီမှာဩပကြီဆွဲချင်းကိုအောင်စရာစစ်စင်ဆွဲဖြစ်တော့နော်ပကြီရေးမှာအောင်စရာစစ်စင်ဖြစ်မှာနော်ပကြီရေးချင်းကိုအေးဟုတ်ပြီနော်အချက်ဖောက်ပေးမယ်ဟလာတော်တယ်နော်အဲ့တော့ဒီဘေးကုန်းအားလုံးကိုအမားရွေးမရှိနဲ့နော်အကုန်တစ်ကနေ30ထိကိုတော်တော်လက်လက်နဲ့နော်ဘာမှမစင်စားပဲခေါင်းထဲမှာ လျက်တပြက်ဖြတ်ထိုးညံနဲ့ဖြေသွားတဲ့မောင်ကဲကဲစိန်လေးကိုဘိုးချုပ်ရာသူပေးမယ်နော်ဟုတ်ကဲ့နော်အမှားယွင်းမဖြစ်ဖြေနိုင်တဲ့လူတော်လေးကိုဘိုးချုပ်ရာသူပေးမယ်ဒါဒီလိုလူမျိုးတွေပဲဘိုးချုပ်ရာသူကြကြတာနော်အဲ့တော့လည်းရမယ်ဆိုတာသိပြီးသားပါကပ်ပရောပေါ်မှာတစ္ဆာရှိပါကပ်ပရောသားမိကပ်ပရောသားအဖနော်ဟုတ်ပြီအဲ့တော့ကဲကဲစိန်လေးအောင်မြင်ပါစေ